ယူကရိန်းစစ်တပ်ပုံမခိုင်မာအားကောင်းဆောင်ရွက်ပေးမည်ဟုဥရောပါဆုံးအနာကက်လုံခြုံရေးအတွက်အခြေခံအုံမြင့်အဖြစ်ယူကရိန်းစစ်တပ်ကိုပုံမခိုင်မာအားကောင်းအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဥရောပသမဂ္ဂခေါင်းဆောင်လည်းမလ28ရက်နေ့ကဂရိပြုခဲ့တာကို ရိုက်တာသတင်းမှဖော်ပြထားပါတယ်တဖက်မှာလည်းပြင်းထန်တဲ့ပြည်တိုင်ကတော့ရုရှားနဲ့အပြစ်ခက်ရစရေးဖြစ်မြောက်လာခဲ့ရင် နိုင်ငံတကာလုံခြုံရေးအမတ်ခံသက်ဖွဲ့စည်းရေးအတွက်ပါပပိုးပေးချဖို့လဲဆွေးနွေးခဲ့ကြပါတယ်။၃နှစ်ကြာပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်အတွင်းယူကရိန်းကိုပပိုးရမှာတရိုင်းမိသားနိုင်ငံကြီးဖြစ်တဲ့အမေရိကန်ပြည်ထောင်စုမပါဝင်တော့တဲ့ကိစ္စကိုတော့ဥရောပနိုင်ငံတွေစိတ်မအေးဖြစ်နေကြပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဆီလမ်စကီကတော့ယူကရိန်းစစ်သက်ကိုတိဆောက်ရမှာနိုင်ငံတကာရဲ့ပပုံးမှုတွေကအရေးပါတယ်လို့အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။ အကြခင်ပြင်ထက်ပြင်းထန်ပူတွဲဆစ်စင်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ယူကရိန်းကိုတွားရောက်มาဖြစ်ပြီးရေရှိမှဖြစ်လာမဲ့ယူကရိန်းစစ်တပ်ရဲ့အနေအထားကိုစဉ်းစားသုံးသပ်ကြမှာဖြစ်ပါတယ်။တန်တမန်အချို့ကတော့ယူကရိန်းကိုဒီလိုတပ်ဖွဲ့မျိုးစေ့လှုပ်ဖို့ကအလားအလာမရှိဘူးလို့ဆိုကြပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။